မင်္ဂလာပါလို့ဦးစွာပနာမနှုတ်ဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ BRS Bigat Channel ကနေ ပြန်လည်ကြိုဆိုပါတယ်ဒီတစ်ခေါက်မှာတော့အင်ဒိုနီးရှားတရဲကအသစ်ဆက်ဆက်ကလေးကို recap ပြုလုပ်ပြီးသွားမှာပါခင်ဗျာညအချိန်ပဝန်းကျင်ကလည်းမောင်မဲတိတ်ဆိတ်နေကနတ်ဆရာတယောက်ဟာဓမ္မီလေးနဲ့တရဲ၆တက်တဲ့ဝါတော်ကြီးကနေဖြတ်သွားမှာပဲသူ့ကိုခေါ်တဲ့အတန်ကိုကြားလိုက်ရပါတယ်အတန်ကြားရကို လိုက်ရှာကြည့်တော့ မတရက်နေတဲ့လူတယောက်ကိုမြင်ပြီးထိတ်လန့်သွားပါတယ်။ဒါပေမဲ့သူကတော့လူအစ်စ်ပါ။သူအနာကိုအပြည့်ရောက်လာပြီးသူ့ရဲ့သမီးလေးကပူကက်ခံနေရလို့ကိုကြီးပါအောင်လို့တောင်းဆိုတဲ့အတွက်လိုက်သွားတဲ့အခါမှာသူတို့ကိုမလန်းမကန်အမောင်တဲကနေမိန်းကလေးတယောက်ကတိတ်တဆိတ်စောင့်ကြည့်နေတာပါ။သူမရဲ့နာမည်ကတော့နင်းဂရမ်ပါ။နတ်စီယာကိုအိမ်ခေါ်သွားတော့လေနောက်ကနေလိုက်လာပြီးစောင့်ကြည့်နေတော့ပါပဲ။ နတ်စီယာကလည်းဘူကန်နေတဲ့လူနာကိုစူးစမ်းပြီးအပနှင်ပေးနေချင်းမိမဖြစ်သူကအိမ်ပြင်ကနေစောင့်နေတာပါအိမ်ထဲမှာမိသားစုဝင်တွေကဝိုင်းချုပ်ထားပြီးရေမန်းနဲ့ပတ်ပြီးအပနှင်ပေးနေချင်းအပြင်ကတိတ်တဆိတ်စောင့်ကြည့်နေတဲ့နင်ဂရန်ကလည်းသူ့ရဲ့ခါးကြားကလက်နက်ကိုထုတ်ယူလိုက်ပါတယ်အိမ်ထဲမှာပူကန်နေတဲ့လူနာကိုပျောက်သွားအောင်ကုသပေးလိုက်ပြီးနတ်စီယာကနားနေချင်းရေတောက်ဖို့တွားယူပေးဖို့အဖေဖြစ်သူကသူ့ရဲ့သားဖြစ်သူကိုခိုင်းလိုက်ပါတယ် ။ကလေးထွက်သွားတာနဲ့အတန်တွေကြားလိုက်ရပြီးအပေါ့ဝါကိုထားကြည့်နေချိန်မှာပဲ။နတ်ဆရာရဲ့အနောက်ကနေခုနလူနာကထလာပြီးသူ့ကိုစိုက်ကြည့်နေတာပါ။သူ့လက်ကြီးတော့ထိတ်လန့်သွားရပြီးချက်ချင်းဆိုသလိုပဲခေါင်းပြက်ကျသွားပါတော့တယ်။အဲ့ဒါကတော့နင်ဂရန်ရဲ့လက်ချက်ပါပဲ။ဒါကိုအဖေဖြစ်သူကမြင်သွားတော့အမြန်ပဲထွက်ပြေးသွားလို့အနောက်ကနေလိုက်ဖမ်းပါတော့တယ်။နတ်စီကလည်းထိတ်လန့်နေပြီးအိမ်ပြေကိုထွက်တဲ့အခါမှာတော့ ိမ်အပြင်မှာအိမ်ကလူတွေခေါင်းပြတ်တီးဆုံးနေတာကိုတွေ့လိုက်ရပြီးအမြန်ပဲသူလည်းထွက်သွားလိုက်ရပါတယ်။အဲဒီနောက်မှာတော့တည်င်းတောက်ဓာတုစမန်ကဘုံမူရဲ့အထူးခွင့်ပြုချက်နဲ့မှုကင်းဖြစ်တဲ့နေရာကိုရောက်သွားပြီးအထဲကိုရောက်နေတော့သူ့ကိုဘုံမူကအသင်ဆောင်နေတာပါ။အမှုရဲ့ဖြစ်ပျက်တာတွေကိုပြောပြနေပြီးနင်းနာသူကနှလုံးကိုဖောက်ထုတ်ခံထားရတာပါ။ဘေးမှာလည်းတက်တဲ့လက်နက်တွေကိုမတွေ့ရပါဘူး။ဘုံမူနဲ့ဓာတုစမန်ကယင်းကြီးတဲ့ဆက်ဆံရေးရှိကြပြီးစကားပြောနေရင် ါတို့စမန်ကမှတ်တမ်းဓာတ်ပုံရိုက်ယူနေရင်းမှာပဲအခန်းတောင်းတနေရာမှာအရေးတစ်ခုကိုမြင်လဲရပြီဘုံမူးကမင်းနဲ့ထိုးတော့ပျောက်သွားကပစ္စည်းတွေကလုံနေသေးလို့အနာကိုသွားအကြည့်မှာပဲရုတ်တရက်ခွေးတကောင်ပြင်းနေကထားဟောင်းတော့ထိတ်လန့်သွားကြပါတယ်ဓာတ်ရုစမန်ကလည်းလှုပ်စရာရှိတာတွေလှုပ်ပြီးပြန်ထွက်လာတော့သူ့လိုဝင်ခွင့်မရပဲတရင်ကိုဦးစားပေးအလူအရက်လိုချင်နေကြတဲ့တရင်တောက်တွေကိုမြင်ပြီးသူငငယ်ကလည်းအချောင်းရင်းကိုလိုက်မစုံစမ်းပဲတရင်ကိုရဖို့ပဲဦးစားပေးခဲ့တဲ့အချင်းတွေကိုတွေးတောမိသွားခဲ့ပါတယ် အဲ့ဒါကတော့ကလေးတွေတည်ဆုံးတဲ့အမှုမှာသူတည်င်းယူနေရင်မသိငါစရာလူတယောက်ကိုမြင်တွေ့ခဲ့ပေမဲ့သူကရဲတွေကိုမပြောပြခဲ့တာကြောင့်ပဲနောက်ထပ်ကလေးအလောင်းတွေကိုထပ်ပြီးရှာဖွေတွေ့ရှိခဲ့ကြရပါတယ်။အဲ့ဒီကလေးတွေကိုတတ်တဲ့တရားခံကသူမြင်ခဲ့တဲ့လူပါပဲ။အဲ့ဒီနေ့ကသူသာလူသက်သမားကိုမြင်လိုက်တယ်လို့ရဲတွေကိုပြောလိုက်ရင်နောက်ထပ်ကလေးတွေတည်ဆုံးမှာမဟုတ်ဘူးလို့ခံစားသွားရကနောင်တရနေတော့ပါပဲ။သူထွက်သွားတော့ကောင်းကင်ပေါ်မှာလဲလကသွေးရောင်လွှမ်းနေပြီး အဆောက်အဦးရဲ့အပေါ်မှာလည်းအမျိုးသမီးတူဦးရှိနေက သူ့ရဲ့လက်ထဲမှာနှလုံးတစ်ခုကိုအဝဲစားနဲ့ပတ်ပြီးတိမ့်ဖို့လုပ်နေတာပါသူမရဲ့နာမည်ကပါကွန်ကျရာပါနတ်ဆိုးမာစတာကြီးကို စင့်ခေါ်နိုင်တဲ့နတ်ဆိုးတကောင်ပါပဲဒီချိန်မှာပဲသူ့ကိုခေါ်တန်ကြားလိုက်ရပြီးလှည့်ကြည့်လိုက်တော့နတ်ဆိုးမာစတာကြီးကလူတယောက်ကိုဝင်ပူးကပ်ပြီးသူ့ကို စကားပြောလာပါတယ်ပါကွန်ဂျရာကလည်းနတ်ဆိုးမာစတာကြီးကိုဒီကဘာမြေပေါ်ကိုဆင့်ခေါ်ဖို့နှလုံးတွေကိုစူဆောင်းနေတာပါ ဒါတွေကိုလုံနေတာငါအဲ့အတွက်လားမင်းရဲ့နေမကောင်းဖြစ်နေတဲ့ခန္ဓာကိုယ်ကိုကုသဖို့လားလို့မေးနေပြီ မာစတာကြီးကဘာမီဘောကို အသက်ရှင်ရဲ့ရောက်လာဖို့အတွက်လို့ပြန်ဖြေလိုက်ပါတယ်နတ်ဆိုးမာစတာကြီးကသူမကိုဆုံးမဩဝါဒတွေပေးပြီးထွက်သွားပါတော့တယ်ဒါတို့စမန်လဲသူ့ရဲ့တည်င်းစာတိုက်ကဖုံးဆက်ပြီးရဲရီစီကခွင့်ပြုချက်ရထားပြီးပြီမို့စိတ်တစားစီးယုံကိုသွားပြီးလူတက်မှုရဲ့တရားခံကိုသွားပြီးအင်တာဗျူးခိုင်းနေပါတယ် ဒီတော့မငင်းတာတော့ပဲအယူကိုအင်တာဗျူးရအောင်မယ်လို့ဆိုကညှိတွားပြီးထွက်သွားလိုက်ပါတယ်။အယူတောင်မှစောင့်နေတဲ့စီမုံကိုလည်းလူနာတယောက်ကသူ့ကိုကူညီပါအောင်လို့ပြောနေတာ။အထဲမှာအခြားတယောက်ရှိတယ်လို့ပြောနေတာပါ။ဒါကိုစီမုံကလည်းအယူပဲမို့အလေးမထားပါဘူးဟောက်ခန်းလိုက်ပြီးဂယုမဆိုင်ပဲထွက်သွားတဲ့အခါမှာပဲလူနာရဲ့အခန်းထဲမှာတကယ်ပဲအရာတစ်ခုက ရှိနေတာပါ။သူမီးပိတ်လိုက်တာနဲ့လူနာကလည်းအထိတ်ထိတ်လန့်လန့်နေပါပဲ။ ဇီမွန်ကသူတို့လူနာတယောက်ကိုမဖွဲမရပြုတ်လုခဲ့တာကြောင့်သူ့ကိုယ်သူအဆုံးစီရင်သွားတာလို့ပြန်ပြောပြနေလို့ခေါင်းဆောင်လုပ်သူကအတိတ်ကိုပြန်မပြောဘူးဟန်တားလိုက်ပါတယ်။ဇီမွန်ကထွက်သွားတော့ကြံခဲ့တဲ့အဆောင်ကလည်းသူ့ရဲ့နာမည်ကိုခေါ်တဲ့အတန်ကိုကြားလိုက်ရပါတယ်။အယူတောင်ရဲ့အခန်းတစ်ခုထဲမှာရှိနေတာကတော့နင်ဂရန်ပါ။သူမကကြကြနာနာထိုင်နေပြီးဘိုက်မှလည်းဒဏ်ရာနဲ့ပါ။သူဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးမိကသူမရဲ့ဒဏ်ရာကတိုက်ခိုက်နေရင်ရခဲ့ပြီး တတိမိသွားကရွာသားတွေကရောက်လာလို့သူမကိုမိသွားခဲ့တာပါသူမရဲ့လက်နက်ကပျောက်သွားခဲ့ပြီအဲ့ဒီလက်နက်ရှိမှသူမရဲ့ဒဏ်ရာတွေကပြန်ကောင်းနိုင်မှာပါထောင်ထဲကိုလည်းအနောက်ရောက်အမျိုးသမီးပါကွန်ဂျရာကရောက်နေပြီဒါကိုလည်းနေဂရန်ကအာယုံခံမိနေတာပါပဲပါကွန်ဂျရာကထောင်ထဲမှာရှိတဲ့တီဆုံသွားတဲ့ဝိညာဉ်တကောင်ကိုစင့်ခေါ်လိုက်ပြီးလက်စားကြည့်ဖို့ကူညီပေးမယ်လို့ဆိုကတခြားခန္ဓာကိုယ်ကိုအသုံးပြုနိုင်မှုသူ့ရဲ့စွမ်းအားတွေကိုလည်းပေးလိုက်ပါတယ် ဒီတော့သူ့ရဲ့စွမ်းအားတွေကြောင့်ပိုးပြီးအစွမ်းထွက်သွားခဲ့ပါတယ်။ပါကွန်ဂျရာကအနောက်ခန်းတစ်ခုထဲကကိုဝင်တဲ့အမျိုးသမီးကိုမြင်သွားပြီးတစ်ချက်ပြုံးလိုက်ကကိုဝင်ဆောင်မျိုးသမီးကိုအတုံးချဖို့ပါပဲ။ထောင်ရဲ့အဆောင်စီမွန်ကလည်းအခန်းတွေကိုလိုက်စစ်ဆေးနေရင်အိမ်သားကခွက်ကိုယူကြည့်လိုက်ပြီးပြစ်ချကပြန်အထွက်မှာပဲ။ခွက်ကအပြင်ကိုရုတ်တရက်ပြန်ထွက်လာပါတယ်။ဒီတော့အန်အောသွားပြီးကြည့်နေချိန်မှာပဲလက်ကြီးတစ်ဖက်ကသူ့ပခုံးပုံကိုရောက်နေလို့ထိတ်လန့်ပြီးနောက်ကိုလှည့်ကြည့်တော့ပျောက်သွားပါတယ်။ ူလိုက်ရှာနေရင်မှန်တဲ့ကမကောင်းဆိုးဝါးတကောင်ကိုမြင်လို့အမြန်ထွက်ပြေးပြီးအိမ်သာထဲကိုဝင်ပုန်းနေလိုက်ပါတယ်။အိမ်သာထဲပုန်းနေလည်းမရပါဘူး။အဘော်ကနေရောက်လာနေလို့ထိတ်လန့်ပြီးငဲတမ်းမအောင်អော်ချလိုက်ပါတယ်။မနေ့ရောက်တော့ဓာတုစမန်လည်းအယူတောင်ကိုရောက်လာပြီးစိတ်ကျမ်းမာရေးကုတဲ့ဒေါက်တာနဲ့စုံမိကြပြီးမိစ္ဆာလိုက်ကအတူဝင်လာလိုက်ကြပါတယ်။နင်ဂရိုင်းရဲ့အကြောင်းကိုလည်းပြောနေပြီးသူမကမိသားစုတစုလုံးကိုတတ်တဲ့အမှုနဲ့တရားရုံးကအမိန့်ချထားတာပါ။ဒါပေမဲ့သူမအယူတောင်ကိုရောက်နေရတာကတော့ သူမကိုသူမကဘာမြေပေါ်ကိုရောက်နေတဲ့လူသားအဖြစ်ဟန်ဆောင်ထားတဲ့နတ်ဆိုးတွေကိုနှိမ်နှင်းဖို့တာဝန်ပေးခံထားရတာလို့ပြောနေတဲ့အတွက်စိတ်ကစင်ကလေးရယောဂါခံစားနေရတာလို့ဆိုပြီးအယူတောင်ကိုပို့လိုက်ကြတာပါပဲဒေါက်တာကရောဓာတုစမန်ကပါနတ်ဆိုးတွေဆိုတာကိုမယုံကြည်ကြပဲရေရေမောမောနဲ့ပဲအချက်အလက်ဖိုင်ကိုလည်းဓာတုစမန်ကိုပေးလိုက်ပါတယ်ဒီလိုနဲ့ဓာတုစမန်ကနင်ဂရန်ကိုအင်တာဆာဗျူးပါတော့တယ်နင်နာသူတွေအကြောင်းကိုလည်းမေးလည်းမဖြေပါဘူး သူ့ရဲ့အလုံကဒီကဘာမြေပေါ်ကိုရောက်နေတဲ့လူရောင်ဆောင်ထားတဲ့နတ်ဆိုးတွေရန်ကနေလူသားတွေကိုကာကွယ်ဖို့ပဲလို့ပြောနေကသူမရဲ့အပြစ်တွေကိုခြေဖို့အဲ့ဒီလူတွေကိုတတ်တာလို့ဆိုပါတယ်။ဂျိန်စာကသူမအသက်ကိုယူမသွားအောင်လှုပ်ခဲ့တာပါလို့ပြောနေလို့ဒါလူစမန်ကလည်းကြိတ်ပြီးအုံနောက်ချောင်းနေတာပဲလို့ရေးရိုးလိုက်ပြီးပြန်ဖို့လှုပ်ချိန်ပါပဲ။နှလုံးမရှိပဲတေဆုံးသူတွေဘယ်နှယောက်ရှိပြီလဲလို့မေးလာတော့လေးယောက်လို့ပြောလိုက်တဲ့အခါမှာသုံးယောက်ထပ်လို့သေးတယ်လို့ဆိုပါတယ်။ဒါကသူတို့ရဲ့တခင်ကိုပြန်အသက်သွင်းဖို့လို့ပြောနေတာ။ တစ်ဖက်မှာလည်းထောင်ဆောင်စီမွန်ကအိမ်သာထဲမှာတည်ဆုံးနေတာကိုတွေ့သွားကြပါတယ်။နေဂရန်ကလည်းသတင်းတောက်ကိုသူ့မှလက်နက်မရှိရင်သူ့မှနိုင်အောင်မတိုက်ခိုက်နိုင်ပဲသူ့ကိုကူညီပေးဖို့ပြောနေကသူ့ကိုလာတားတဲ့အဆောင်တွေကိုလည်းအသာလေးတိုက်ခိုက်လိုက်ရင်ဓာတုစမန်ကိုလည်းဂတိတောင်းကအော်ဟင်းရင်ပါသွားပါတယ်။သူ့မကိုဖမ်းခေါ်သွားကြတော့ခြိထားတဲ့တန်ကြိုးကပြက်ကျန်ခဲ့တာကိုသတိထားမိလိုက်ပါတယ်။တစ်ဖက်မှာလည်းပေါကွန်ဂျရာကလူတယောက်ရဲ့နှလုံးသားကိုလက်နဲ့ဖောက်ယူနေကာ အဲ့ဒါကိုအနီးအနားကကလေးတစ်ယောက်ကိုနတ်ဆူမာစတာကြီးကဝင်ပူးကပ်ပြီးနင်ဂရိုင်းရဲ့လက်နက်ကိုကူရှာပေးမဲ့လူတစ်ယောက်ရှိနေပြီးအဲ့ဒီလက်နက်ကိုရှာမတွေ့အောင်လှုပ်ထားဖို့နဲ့အဲ့ဒီလက်နက်နဲ့သူ့ကိုတတ်နိုင်သေးတယ်လို့ဆိုပါတယ်ဒါရုစမန်လည်းအပြင်ရောက်တာနဲ့သူ့ရဲ့တငယ်ချင်းဘုံမူးကိုဖုံးဆက်ပြီးနင်ဂရန်ကိုအင်တာဗျူးကောင်းကောင်းမလုပ်လိုက်ရတာကြောင့်ရဲရီဖြူးထားတာကိုရှာပေးဖို့တောင်းဆိုလိုက်ပါတယ်နင်ဂရန်ကိုလည်းလက်တွေပါချုံအောင်ပြီးအဆောင်ကစီးပါထိုးပြီးဒီကဘာကြီးကဘာပြုတ်လုသွားသေးတာပါ ဒါရုစမန်ကလည်းမိသားစုတစုလုံးတည်ဆုံမှုမှာတယောက်တည်းအသက်ရှင်ကြံခဲ့တဲ့နတ်ဆရာစီကိုရောက်သွားပြီအဲ့ဒီညကအဖြစ်အပျက်အကြောင်းကိုမေးတော့သူပြောပြလဲယုံကြည်မှာမဟုတ်ဘူးလို့ဆိုကမပြောချင်ခဲ့ပါဘူးအတင်းမေးတော့မှသူဒီမှာမပြောချင်ဘူးလို့ဆိုကခေါ်သွားပါတယ်နင်ဂရန်ကလည်းစီးပြဲသွားတော့နိုးလာပြီသူ့ကိုလက်တွေချုပ်ကန်ထားရတဲ့အတွက်ဒဏ်ရာရနေတဲ့ကြားကနေပဲအာကုန်သုံးပြီးယုံလိုက်တဲ့အတွက်လက်တွေကလွတ်ထွက်သွားကအဆောင်တွေလာတော့ပုံမှန်အတိုင်းပဲပြန်နေလိုက်ပါတယ် နတ်ဆရာကလည်းဓာတုစမန်ကိုသူကအရင်တုန်းကစေတမားတယောက်ကနေနတ်ဆရာတယောက်ဖြစ်လာကြောင်းနဲ့သူကနှလုံးရက်သွားပြီလို့ပြောနေကြတဲ့အချိန်မှာအသက်ပြန်ရှင်လာခဲ့တာလို့ရှင်းပြနေတာပါသူတို့ရောက်နေတဲ့ဝါတော်ကြီးကလည်းအရင်တုန်းကလူတယောက်ကသူ့မိမနဲ့ကလေးကိုတတ်ပြီးဒီမှာပြစ်ထားတာဖြစ်ကဒီနေရာကတရေချောက်လို့ဘသူမှမလာရဲကြဘူးလို့ဆိုပါတယ်ပြောနေရင်နတ်ဆရာကပျောက်သွားကလက်ကြီးတော်မှအဝေးမှာပါနတ်ဆရာကအခင်းဖြစ်တဲ့နေရာကိုခေါ်သွားခဲ့က အဲ့ဒီညာတော့ကဒီမြေကွက်လက်မှာအိမ်တလုံးရှိနေကြောင်းနဲ့ဖြစ်ပြခဲ့တာတွေကိုလည်းပြောပြလိုက်ပါတယ်အကုန်လုံးခေါင်းဖြတ်ခံလိုက်ကြရပြီအမျိုးသားကတော်တဲ့ကိုပြေးဝင်သွားကသူတယောက်တည်းကြံခဲ့တော့သူ့လက်ထွက်သွားပါတယ်တော်ထဲမှာလည်းနင်းဂရန်ကိုအမျိုးသားကမှီသွားပါပြီဒါပေမဲ့အဲ့ဒီအမျိုးသားကလူမဟုတ်ပဲလူယောင်ဆောင်ထားတဲ့နတ်ဆိုးတကောင်ပါပဲနင်းဂရန်ကလည်းဒါကိုတီးပြီးသားပါသူတို့အပြန်အလှန်တိုက်ခိုက်နေတာကိုနတ်ဆရာကမြင်သွားပြီးချောင်းကြည့်နေခဲ့တာပါ နင်္ဂရာလဲနတ်ဆိုးနဲ့တိုက်ခိုက်ရင်ဘိုက်မှာဒဏ်ရာရသွားခဲ့ပြီအပြန်အလှန်တဲကြီးမဲကြီးတိုက်ခိုက်ကြရင်မှာပဲနတ်ဆိုးရဲ့ခေါင်းကိုနင်္ဂရာကဖျက်ပလိုက်ပါတယ်ဒါကမြင်သားနဲ့နတ်ဆရာလဲထွက်ပြေးပါတော့တယ်ဒီအကြောင်းကိုဓာရုစမန်ကိုပြောပြလိုက်တော့ဓာရုစမန်ကလည်းဒီနေရာကအိမ်ကဘယောက်သွားတာလဲလို့မေးတော့ညာတွင်ချင်းပဲနတ်ဆရာနဲ့ရွာသားတွေရောက်လာကြတော့အိမ်ကလည်းမရှိပဲအလောင်းတွေပဲရှိနေတာပါအစကတည်းကမရှိတာလားဆိုတာကိုလည်းမသိပါဘူး ဓာတုစမန်ကမယုံတလို့ဖြစ်နေလို့နတ်ဆရာကစိတ်ဆိုးနေပြီနောက်တော့အဲဒီညကနင်ဂရန်ကိုင်းနဲ့ဒါအเจ้าကိုလည်းမေးတဲ့အခါမှာနတ်ဆရာကလည်းမသိဘူးလို့ဆိုပါတယ်သူတို့ကိုလည်းပါကွန်ဂျာကစောင့်ကြည့်နေကဒါကိုမသိကြပါဘူးဓာတုစမန်လည်းထွက်သွားတဲ့အခါမှာပါကွန်ဂျာကဝါပင်မှအစီအရင်ရေးပြီးလမ်းပြောက်အောင်ဖြုတ်လုလိုက်ပါတယ်တဖက်မှာလည်းထောင်အဆောင်ကနေမကောင်းဖြစ်နေတဲ့လူနာတယောက်ကိုအကြံစိုးနဲ့အနာကိုတွားနေခြင်းနင်ဂရန်ကလည်းသူ့ကိုချုံနောင်ထားတာတွေကိုဖြုတ်ပြီး လေထွက်တဲ့အပေါက်ကနေတွေ့တက်သွားပါတယ်။နတ်စီယာလည်းအိမ်ပြန်လမ်းမှာမျက်စိလဲနေပြီ။ဒီနေရာကိုပဲပြန်ပြန်ရောက်နေကသူ့အရှိကိုလူတစ်ယောက်ကြောပေးရက်နေလို့ရွာဘက်ကိုသွားတဲ့လမ်းကိုမေးတော့တနေရာကိုလက်ညှိုးညွန်ပြပါတယ်။ဒီတော့သူသွားဖို့လှုပ်ချိန်မိန်းကလေးကပျောက်သွားပါတယ်။နတ်စီယာလည်းပြတဲ့နေရာကိုဆက်သွားတော့လေဒီနေရာကိုပဲရောက်နေတာပါပဲ။မိန်းကလေးထပ်တွေးလို့အနားကိုအသွားမှာကျောက်စီယာမျက်နှာကြီးနဲ့လှဲ့လာလို့ထိတ်လန့်ပြီးထွက်ပြေးမယ်အလုံးမှာပဲ။ ဘာကုန်ကျရာကနောက်ကနေရောက်လာပြီသူရဲ့နှလုံးကိုထုတ်ယူသွားပါတော့တယ်ဓာတုစမန်ကလည်းအပြန်လမ်းမှာလမ်းပြောင်းနေပြီးနတ်ဆိုးရဲ့၆လန်းနာကိုခံနေရကသူကတော့ကံကောင်းပြီးလွတ်သွားခဲ့ပါတယ်နင်ဂရန်ကလည်းလေထွက်ပေါက်ကနေပြီးနတ်ဆိုးပူကတ်ခံနေရတဲ့လူနာရဲ့အခန်းကိုရောက်မှာပဲထောင်အဆောင်ကလူနာကိုမဖွဲမရလှုပ်ဖို့ကြံနေလို့တီးထည့်လိုက်ပါတယ်ထောင်အဆောင်ကသူ့ကိုတိုက်ခိုက်ပေမဲ့ပြန်မတိုက်ခိုက်ပဲနင်တို့ကိုကာကွယ်တာလို့ဆိုပါတယ်တခြားထောင်အဆောင်တွေရောက်လာပြီးနင်ဂရန်ကိုဖမ်းခေါ်သွားတော့ ေတိုအားလုံးအန်ဒီယရှိနေပြီလို့ပြောသွားပါတယ်။ဒါလိုစမိုင်းလည်းနင်ဂရန်စီကိုထက်ရောက်လာပြီးသူဝါတော်ထဲမှာတွေ့ခဲ့တဲ့မျက်နှာမပါတဲ့နတ်ဆိုးအကြောင်းကိုမေးလိုက်တော့ဘာကွန်ဂျရာကလှုပ်ထားတာလို့ဆိုပါတယ်။နင်ဂရန်ကိုလည်းအကြောင်းဆုံးရှင်းပြခိုင်းလိုက်တဲ့အခါမှာတော့သူမတို့ရဲ့အတိတ်ကအပြစ်တွေကိုပေးစားတဲ့အဖွဲ့တစ်ခုမှသူမကပါဝင်တာပါ။မိသားစုရဲ့အမွေအနှစ်ကိုတုံးပြီးလက်စားချီတာကနေဒါတွေကစတင်ဖြစ်လာတာဖြစ်ပြီး အဆောင်အရှောက်တွေကအမွေအနှစ်ပစ္စည်းကိုအမောင်စွမ်းအားကိုတိုက်ခိုက်မယ်လက်နက်အဖြစ်ပြောင်းလိုက်တယ်။သူတို့တွေအကြကြီးတိုက်ခိုက်ပြီးမှတော့နတ်ဆိုးတွေရဲ့တခင်ကိုတုတ်တင်နိုင်လိုက်ကြတယ်။ဒါပေမဲ့နတ်ဆိုးတခင်ရဲ့တပည့်တွေတဲကပါကွန်ဂျရာကတော့နတ်ဆိုးတခင်ကိုရှေးကောင်းအစီအရင်နဲ့ပြန်အသက်သွင်းနိုင်တာကိုသိတဲ့သူပါပဲ။ဒါကိုတားဆီးဖို့နင်ဂရန်ကဒီကဘာကိုရောက်နေခဲ့တာပါ။ဂျိန်စာကဖြတ်လို့ရနိုင်လောက်လားဆိုတာကိုလည်းမသိချပါဘူး။ ဒီချိန်မှာပဲဘုံမိုးကပုံးဆက်ပြီးနတ်ဆရာတည်သွားတာကိုအကြောင်းကြားလာလို့သွားမယ်အလုံးမှာပဲပါကွန်ဂျရာကနောက်ဘဝကိုမြင်ဘူးတဲ့လူတယောက်ကိုလိုအပ်တာဖြစ်ပြီးတည်ခြင်းနဲ့ကြုံတွေ့ဘူးတဲ့လူတွေကိုလည်းလိုအပ်တာဖြစ်ကသူတို့ရဲ့တခင်ကိုပြန်ခေါ်ယူဖို့အတွက်လို့နင်ဂရန်ကအတိပေးလိုက်ပါတယ်အကျင်မကောင်းတဲ့ထောင်အဆောင်ကိုလည်းအကြမ်းမြင်ရနေတဲ့အယူတယောက်ကအဲ့ဒီမိမနာကိုမသွားပါနဲ့လို့တားနေကထောင်ဆောင်ကလည်းအမှုပွင့်အမှတ်မဲ့ပါပဲအနာကိုသွားဖို့အလုံးမှာပဲအထဲကမိန်းကလေးကမတ်တက်ရက်နေပြီ ။သူကြည့်နေရင်းမှာပဲတကားအပြင်ကိုထွက်လာပါလေ။ဒီတော့အထောင်အဆောင်လည်းအသေးအတန်ပြည့်ရပါပြီ။ပြည့်နေရင်နောက်တစ်ယောက်နဲ့တိုက်မိကတရေရှိတယ်လို့ပြောနေချင်းသူတို့အရှိကိုရောက်လာနေလို့နှစ်ယောက်လုံးထွက်ပြေးကြရပြီ။အပြင်ကိုထွက်ပြေးဖို့တကားတွေကလည်းပိတ်ထားတာကြောင့်ဘီရိုတလုံးတည်းကိုဝင်ပုန်းနေလိုက်ကြပါတယ်။သူတို့ဝင်ပုန်းနေချိန်မှာပဲအရှိကိုရောက်လာပြီ။ထောင်အဆောင်တစ်ယောက်ကိုနတ်ဆိုးကရှင်းပလိုက်ပါတယ်။ဂျန်နဲ့အဆောင်ကလည်းအတန်ကြားလို့အပြင်ကိုထွက်အကြည့် တကားကိုဖွင့်ကြည့်တော့နတ်ဆိုးကထွက်လာပြီးသူ့ကိုလည်းတစားစီလှုပ်တာကိုခံလိုက်ရပြီးဆုံးပါသွားရပါတယ်။ဓာတုစမန်လည်းဘုံမိုးနဲ့အတူအလောင်းတွေရဲ့အချက်အလက်တွေကိုစစ်ဆေးနေရင်အလောင်းတွေမှာတက်တီကလက်နဲ့မပါလာကြတာကအတူတူဖြစ်နေတာပါ။ဓာတုစမန်လည်းအပြင်ကိုထွက်သွားလိုက်ပြီးသူ့အရင်ကမပြောခဲ့တဲ့ကိစ္စတခုကြောင့်နင်နာသူကလေးတွေရှီသွားတာကိုပြန်ပြောပြရင်စိတ်မကောင်းဖြစ်နေကဘုံမိုးကလည်းမင်းကြောင့်မဟုတ်ပါဘူးလို့နှစ်သိပ်ပေးလိုက်ပါတယ်။စေယုံကိုနတ်စရာရဲ့အလောင်းပယ်လာတဲ့အခါမှာ ပါကွန်ချီတာကရောက်လာပြီးတကားမှာအသက်ပြန်ဝင်စေမယ့်မန်တန်တစ်ခုကိုရေးခဲ့လိုက်ပါတယ်။ဒါရုစမန်ကလည်းအလောင်းတွေကိုလိုက်စစ်ရင်းအလောင်းတစ်ခုရဲ့ဖိုက်ထဲကနေနင်ဂရန်ရဲ့လက်နက်ကိုရှာတွေ့သွားပြီးတင်ထားလိုက်ပါတယ်။ဘုံမှုရောက်လာတော့ပါကွန်ချီတာကတေချင်းတရားနဲ့ကြုံတွေ့ပြီးသားလူတွေကိုလိုအပ်တယ်ဆိုတာကိုပြောပြနေချင်းမိကပြတ်သွားပါတယ်။လက်နက်ဒဏ်မီနဲ့လဲထိုးတော့အလောင်းတစ်လောင်းကမျက်လုံးပွင့်နေတာကိုသတိထားမိလိုက်ပါတယ်။ ။ဒါလူစမန်ကအနာကိုသွားကြည့်နေတုန်းမှပဲဘိုးမိုးနားကိုအလောင်းကောင်နဲ့ရောက်လာပြီးတိုက်ခိုက်ပါတော့တယ်။ဒီတော့ဒါလူစမန်ရောဘိုးမိုးပါအသေးအတန်ပြန်တိုက်ခိုက်ကြရင်တနတ်နဲ့ပြစ်လေခဏပဲလဲကြသွားကမတိပဲပြန်ထလာကြပြီ။ဝိုင်းတိုက်ခိုက်ကြပြန်ပါတယ်။နှစ်ယောက်နဲ့အများကြီးဖြစ်နေလို့မနိုင်ကြတော့ပဲဒါလူစမန်ကိုအပြင်ထွက်ပြေးခိုင်းလိုက်ပြီးသူ့ကိုထားခဲ့ဖို့မှကဘိုးမိုးကတော့ကြံခဲ့ပါတယ်။ဒါရုဇမန်ကအလောင်းကောင်တွေအပြင်ကိုရောက်မလာအောင်တကားကိုပိတ်ထားခဲ့လိုက်ပါတယ်။အယူတောင်မှလည်းအန်ဒီယရှိနေတာကြောင့ လူနာတွေရဲ့တကားတွေကိုအကုန်လိုက်ဖွင့်ပေးလိုက်ပြီးအကုန်လုံးထွက်ပြေးဖို့လှုပ်ချိန်ပါပဲနတ်ဆိုးကထွက်လာလို့နင်ကရန်ကကြံတဲ့လူတွေအကုန်လုံးကိုထပ်သွားခိုင်းလိုက်ပြီးနတ်ဆိုးကိုရင်ဆိုင်တိုက်ခိုက်ပါတော့တယ်သူတို့အပြန်အလှန်တိုက်ခိုက်နေကြကပါကွန်ဂျရာကလည်းအဆောင်ကိုရှင်းပြီးကိုဝင်းတဲ့အမျိုးသမီးကိုခေါ်ဖို့လုပ်နေလို့နင်ဂရန်ကတားဖို့လုပ်ပေမဲ့သူတပည့်နတ်ဆိုးနဲ့အရင်တိုက်ခိုက်ပြီးကြံခဲ့ပါတယ်အပြန်အလှန်တိုက်ခိုက်ကြရင်ဒဏ်ရာနဲ့တိုက်ခိုက်နေရတာကြောင့်အရေးမလှဖြစ်နေတာပါ တခြားလူတွေကိုမထိခိုက်အောင်လဲကာကွယ်ပေးနေရပါသေးတယ်။နေဂရန်ကကာကွယ်တိုက်ခိုက်ပေးတာကြောင့်စိတ်ကျမ်းမာကြီးဒေါက်တာနဲ့လူအတော်များများအပြင်ကိုရောက်သွားကြပါတယ်။ဓာတုစမန်ကလည်းအယူထောင်တွေကိုအပြည့်ရောက်လာပါပြီ။ဘာကွန်ဂျရာကတော့ကိုဝင်ဆောင်တဲ့ကိုပတ်လက်ချထားပြီးဘေးမှာလည်းသူစုဆောင်ထားတဲ့နှလုံးတွေကိုချကာမန်တန်ကိုတုံးပြီးနတ်ဆိုးသခင်ကိုစင့်ခေါ်နေပါပြီ။နေဂရန်ကလည်းနတ်ဆိုးကိုတိုက်ခိုက်ရင်းမပြီးပြတ်နိုင်ဖြစ်နေချင်း ဒါရုဇမန်ကရောက်လာပြီးသူ့ရဲ့လက်နက်ကိုပြေးပေးလိုက်တဲ့အခါမှာပဲလက်နက်ကသူမလက်ထဲကိုရောက်တာနဲ့ဓာတ်ချောင်းအဖြစ်ပြောင်းလဲသွားပြီးခုတ်ချလိုက်တာနဲ့နဆူရဲ့ခေါင်းကိုတီးကနေပြတ်ချသွားစီပါတယ်ပြီးတာနဲ့ပါကွန်ဂျရာစီကိုရောက်သွားကသူရောက်သွားတာနဲ့ထုံနှန်းအစီရင်ကစနေပြီးနောက်ကျသွားပြီလို့ဆိုပါတယ်ဒါပေမဲ့နင်ဂရန်ကရက်တန့်ဖို့နီးလန့်ရှိပါတယ်လို့ဆိုကတယောက်နဲ့တယောက်အပြင်းထန်တိုက်ခိုက်ကြပါတယ်တကွာနှစ်ကွာလောက်တိုက်ခိုက်ပြီးမှပဲပါကွန်ဂျရာကအေးနေသွားပါတယ် ဒါပေမဲ့မပြီးသေးပါဘူးနေဂရန်ကသူ့ရဲ့လက်နက်ကနေအစွမ်းနေရနိုင်တယ်လို့ဘာကွန်ဂျရာကလည်းပတ်ဝန်းကျင်ကနေအမောင်စွမ်းအားတွေကိုစုပ်ယူပြီးသွမ်းအားတိုးလာကကြောက်စရာပုံစံကြီးအဖြစ်လဲပြောင်းလဲသွားပါတယ်နေဂရန်ကပြေးပြီးတိုက်ခိုက်တဲ့အခါမှာပဲအပြင်းထန်တိုက်ခိုက်ကြပါတော့တယ်ဒါရုစမန်ကလည်းလူနာတွေရဲ့တကားတွေကိုလိုက်ဖွင့်ပေးရင်အကြအမြင်ရတဲ့လူနာကသူရောဒါရုစမန်ပါတေးကြရမှာဖြစ်ပြီးသူမကမင်းကိုလိုအပ်နေတယ်လို့ဆိုကား မင်းသာမကူညီရင်အားလုံးတေချာရလိမ့်မယ်လို့ပြောရင်နင်ဂရန်ကိုကူညီသွားပေးဖို့ပြောဆိုသွားပါတယ်နင်ဂရန်ကလည်းပါကွန်ဂျာရဲ့အစွမ်းကုန်သုံးတိုက်ခိုက်ပြီးအပြင်းထန်တိုက်ခိုက်နေကသူမရဲ့လက်ကဓာတ်ကလွတ်ကျသွားပြီးအေးနိုင်နေပါပြီဒီချိန်မှာပဲကိုဝင်တဲ့ရဲ့ဘိုက်ထဲကနေနဆိုးသခင်ကလည်းတဖြည်းဖြည်းဘိုက်ကိုဖောက်ပြီးထွက်လာနေပါပြီနင်ဂရန်ကဓာတ်ကိုကောက်ယူဖို့စူးစမ်းပေမဲ့မရဘဲဖြစ်နေကသူ့ကိုတိုက်ခိုက်နေချိန်မှာဒါရုစမန်ကဓာတ်ကိုကောက်ယူလိုက်ပါတယ် နေဂရန်ကိုအပိုင်မဲဆိုပြီးပြေးပြီးနတ်ဆိုးကတိုက်ခိုက်တဲ့အချိန်ဓာရုဇမန်ကဝန်ခံလိုက်ကလက်နက်ကိုလည်းပေးလိုက်တဲ့အတွက်လက်နက်ကိုယူပြီးပါကွန်ကြရာကိုတိုက်ခိုက်လိုက်တဲ့အခါမှာပဲဒဏ်ရာအပြင်းထန်ရသွားခဲ့ပါတယ်။တချိန်တည်းမှာပဲနတ်ဆိုးသခင်ကလည်းဘိုက်ကနေဖောက်ထွက်နေတာတကိုယ်လုံးထွက်ခံနေပါပြီ။ပါကွန်ကြရာကရဲနေပေမဲ့အရေးရရသွားအောင်နေဂရန်ကအလင်းအမြန်ပဲပြေးသွားကဘိုက်ထဲကနေတိုးထွက်နေတဲ့နတ်ဆိုးသခင်ကိုဓာတ်နဲ့အချက်ပေါင်းများစွာခုတ်ချပလိုက်ပါတယ် ပါကွန်ဂျနာလည်းသူ့ရဲ့သခင်ထပ်ပြီးအသက်ခံရတဲ့အတွက်ငိုကြွေးနေပြီးဒါရုစမန်ကိုသွားကူညီနေတော့မှနတ်ဆိုးမပါကွန်ဂျနာကထွက်ပြေးပျောက်ကွယ်သွားပါတော့တယ်ဒါပေမဲ့သူမဒီကဘာမှာပဲပြိမ့်မိနေအောင်မှာပါပဲဒါရုစမန်လည်းဒဏ်ရာပြင်းထန်ပေမဲ့မတည်သေးပဲတတိပြန်ရလာပါတယ်သူ့ရဲ့သတင်းစာတိုက်ကဆရာကလည်းရောက်လာပြီးဒီအကြောင်းကိုရေးရင်လည်းဘယ်သူမှယုံကြည်မှာမဟုတ်ကြောင်းနဲ့ဒါကိုဖုံးကွယ်ထားပါမယ်လို့ဆိုပါတယ်ဒါရုစမန်ရဲ့ဆရာကလမ်းမှာအဖွားကြီးတယောက်ကိုလည်းတွေးလိုက်ရပြီး ပါကွန်ကြရာမဲ့မသိပါဘူးအပေါ်ကွန်မော့ကြီးတော့အဆောက်အဦရဲ့အပေါ်မှာနင်းကရန်ထွက်သွားတာကိုမြင်လိုက်ရပါတယ်နောက်ဆုံးမှာတော့ဆေးရုံကားတွေကပါကွန်ကြရာကိုအဖောက်အိုတယောက်ပဲထင်ပြီးပြူးစုနေရင်းမှာပဲကဲဆေးရီးသမားလည်းပါကွန်ကြရာရဲ့လက်ချက်နဲ့ဆုံးပါသွားပြီးဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအဆုံးတည်လိုက်ပါကြီးရှုပေးတဲ့အတွက်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမှာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဏီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ